အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလီစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစတန်လီတာသမီအားလုံးအတွက်ရှီယာဆန်နလာ2025ကနေစတလီယာဆန်နလာ2025တွင်မှာကြုံတွေ့ရမယ့်ဒဗတ်စာကန်ဒီမာဟောကင်းကိုကနာဒါကိုဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေစတန်လီတာသမီတွေအဲဒီဒဗတ်ကလာကဘလူကန်ဒီယာလေးတွေကြုံတွေ့ရတယ်လေပေါ့နော်အဲပထမဆုံးအလုပ်နဲ့ပတ်သက်ပြီးစပြောခြင်းလို့ပြန်နော် ဆယ်လီတန်သမီးတွေကမှပြပထွက်ပြီးအလုပ်လုပ်ဖို့ကြိုးစားနေတဲ့သူတွေဆိုရင်ဒီကရမှာပြပခီနိုင်ငံခီတွားတဲ့ဂိမ်းတွေမှာပါတယ်တော်တော်လေးအားကောင်းပါတယ်ဗျာနော်ကိုယ့်ဘက်ကလည်းဝရီယာလေးထားပြီးကြိုးစားပေးပါနိုင်ငံတွားတဲ့ဂိမ်းတော်တော်လေးမြင့်မာတာအနေထားတွေ့ရတယ်အဲအလုပ်လျှောက်ထားတဲ့သူတွေဆိုရင်ဒီကရမှာအလုပ်ရပြီဟေးဆိုတဲ့သတင်းစကားလေးတွေကြုံရကြားတာလေးတွေဖြစ်လာလိမ့်မယ်တခုရှိတာကလက်ရှိအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေဖြစ်ခဲ့မယ်ဆိုရင် အလုပ်မှာခက်ခဲမှုပြင်းမှမှုတွေလေးကြုံရတတ်တယ်အထက်လူကြီးရဲ့ PRB တောင်းဆိုမှုတွေ အောက်လက်ငယ်သားတွေရဲ့စက်ကျင်တော်လှန်မှုတွေလုပ်ဖို့ကင်ပတ်ချင်းချင်းမထောက်တိုက်ခိုက်မှုတွေကြားထဲမှာမွန်းကျက်နေပြီးတော့လက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့တာတို့လက်ရှိနေတဲ့နေရာတွေမှာမနေချင်တော့တာတို့ပြောင်းရင်ရွှေ့ရင်ထွက်ချင်တဲ့စိတ်တွေပေါ်တယ်အဲ့လိုထွက်ပြီးပြောင်းရင်ကောင်းလာမင်းကောင်းတော့ကောင်းတယ်နည်းနည်းလေးအညံ့လေးကြားထဲမှာပြောင်းသွားတယ်ပေါ့နော်အဲအလုပ်တစ်ခုဘိုင်းတွေရလို့ပြောင်းအောင်တော့ကိစ္စမရှိဘူးအလုပ်တစ်ခုဘိုင်းတွေမရဘဲနဲ့အဲထွက်ပြီးတော့မှငါနောက်လို့တခုအလိုတခုရှာလို့ရမှာပဲလို့တွေးပြီးထွက်ခဲ့ရင်တော့ရတော့ရလိမ့်မယ်အဲအကြံ့ကြံမယ်အကြောရှင်မယ် ဟိုကတလအတွင်းရမယ်ကိစ္စမျိုးမဟုတ်ဘဲနဲ့တလမဟုတ်ဘဲနဲ့နှစ်လမှရတာမျိုးတော့အင်တာဗျူးဖြစ်တစ်ခါမှမအောင်နှစ်ခါမှအောင်တာတော့အဲ့လိုမျိုးအကျော်ရှိတဲ့ gain တွေမှာပါတယ်နော်ဒါပေမဲ့အဆုံးသတ်မှာတော့ရရှိလိမ့်မယ်ပေါ့အဲ့တော့ဒီကလာမှာခေးလေးပါရထွက်ဖို့စီစဉ်ထားတဲ့သူတွေဆိုရင်ဟိုကမနေ့ကသွားမယ်ဆိုရင်မနေ့ကမသွားပြတော့ဘဲနဲ့နောက်ဘက်ကိုပြောင်းလဲရတာတို့သွားတဲ့လမ်းခေးမှာတစ်ခါလေသွားမယ်ခေးမှာမဆင်းဖြစ်သွားတာတို့နောက်ကြိမ်တစ်ခါလောက်ရတာတို့အဲ့ဒါမျိုးတွေလည်းအကျော်ရှိတဲ့ gain တွေမှာပါတယ်အဲ့ဒီတော့စိတ်ရှိရှိနဲ့အသိခံပြီးလောက်ပါအဆုံးသတ်မှာတော့မိမိတို့လိုချင်တဲ့ပန်းနိုင်လေးရောက်ရှိပါလိမ့်မယ် ီးတော့ဆက်လေတာသမီတွေကိုပိုင်စီးပွားရေးလုပ်တဲ့သူတွေဒီကလာမှာအရန်ရန်ကောင်းတယ်ဗျလုပ်ငန်းအတူတူစတင်အကောင့်ထဲပေါ်မယ်ဆိုရင်ဒီကလာကအကောင့်ဆုံးသောကားထဲမှာပကျနေတာတွေ့ရတယ်ဝါသနာပါတဲ့သူတွေကြောက်တွေပါတွေဖြတ်ပါလားဗျဒီကလာမှာကြောက်တွေပါတွေဖြတ်ရင်ကြောက်အောင်မယ်ဆိုတဲ့ကိစ္စမှာပါတယ်အကြောက်နဲ့ပတ်သက်တဲ့ကိစ္စကာအယောင်းဝင်တွေလို့အရန်အကျိုးပေးတာပဲရှေ့ပုံရှေ့ကန်ကြီးမားတဲ့သူတွေဆိုရင်ကြောက်မြရတနာတွေခြံတွေကားတွေဝင်တဲ့ကိစ္စမှာရှိတယ်အဝင်တော်တယ်အဲ့လိုကြောက်တို့ခြံတို့ကားတို့နော်ငပိငချောက်ဘုံကြောက်လို့ဖောက်ကြောက်အချောက်ခြံတွေအဆ ရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေကဒီကာလမှာအမရန်အကျိုးပေးတာရှိရတယ်။အဲ့လိုငါလောက်ကနေတဲ့သူတွေဆိုရင်တော်တော်လေးအကျိုးမြတ်များစွာရရှိတတ်တယ်။ဟိုအငွေအစုလိုက်ပြန်လာရတတ်တယ်ဗျာ။ခုနကကြောက်တွေပါလေအောင်လို့ရတယ်လို့မျိုးတွေနော်အငွေတွေရတာမျိုးတွေအဲ့လိုအကြီးကြီးမားမားရတတ်တဲ့ဂိမ်းတွေမှာပါတယ်။ပုံမှန်ထက်ငွေဝင်မယ်ဆိုတဲ့ဂိမ်းမျိုးအဲဒီရက်ပိုင်းမှာရှိလာလိမ့်မယ်။အဲစနေသားသမီးတွေကမှာအငွေကြေးကံဒီကာလကစိတ်ပူတယ်မလို့ဘောနော်။အဆုံးရှုံးထားတဲ့ငွေကြေးတွေပါပြန်ရတတ်တဲ့ဂိမ်းတွေမှာပါတော့ဘူးဗျ။ဆိုတော့ တခုရှိတာကအရေးကြီးဆုံးအချက်တစ်ချက်ကအဲဝင်လာမဲ့ငွေကြေးစီးပွားလက်လာပါလေးတွေဝင်မဲ့အချိန်မှာမဝင်အောင်အနောက်ရှက်တွေဂျုံတဲ့ခါကိုမရှောင်တိန်နိုင်ဘူးဆိုရင်လက်ပိတ်ချသွားမှာပဲဆရာစိတ်ပူတယ်နော်လက်ပိတ်တဲ့ဆိုတော့တခြားကိစ္စမဟုတ်ပါဘူးအဲပြဿနာရလာပြီဆိုရင်လူတွေရဲ့စိတ်သဘောထားလေးတွေကပြောင်းလာကြတယ်ဗောနော်မငငယ်ထားချင်တာကတော့နောက်တော့အဲ KDB တော့မှဆက်သွားပျော်ပါတောက်စားမူးရစ်အဲအဲ့လိုမျိုးတွေနဲ့ရတဲ့ပတ်စံတွေကိုအသုံးချတဲ့ခါမှာဝင်လာတဲ့ငွေကြေးတွေကလက်ပိတ်ချသွားရင်ဘာမှလုပ်လို့ကံလို့မဖြစ်တော့ဘူးဗောနော် ပြီးတော့အဲလောင်ကစားလုပ်တဲ့ဟာလေးတွေဒီကလာမှာတော်တော်လေးခရူးဆိုင်ပြီးပါတစ်ခါတော့လေးရပြီနောက်တစ်ခါရမယ်ဆိုပြီးဆက်လိုက်ဆက်လိုက်ဆက်လိုက်ရင်းနဲ့ဘဝပြတ်တတ်ပါတယ်အဲ့ဒီချက်လေးရှောင်ပြီးတော့တမအကြီးဝကြကြလေးရှင်သန်ပေးပါတစ်ခါပေါ့ငွေကြီးစီးပွားလာလာပါလေးပြည့်စုံလာလိမ့်မယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်တော့စနေသားသမီးတွေကျမ်းမာရေးမှာမျက်စိနဲ့ပတ်သက်တဲ့ကိစ္စလေးတွေနော်အသက်ရွယ်ကြီးနေတူတယ်ဆိုမျက်စိခွဲရတာတို့မျက်မှန်တက်လိုက်ရတာတို့မျက်မှန်ပါဝါတိုးရတာတို့ဒါမျိုးတွေဖြစ်တတ်တယ်မြတ်ပရိအိတ်မပြောတာလေးတွေခန္ဓာကိုယ်မှာဖြစ်တဲ့ကျမ်းမာရေးတဲ့ဆိုင် စိတ်က တဏှာကိုသွားကျင်လာခြင်းလှုပ်ခြင်းကံခြင်းပြောင်းခြင်းရွှေ့ခြင်းဟာမုန်းချက်နေသလိုဖြစ်နေတာအတွေးလေးတွေလုံနေတာမျိုးလေးတွေစနေသားသမီးတွေဖြစ်လာတဲ့။ဒါအပြင်လက်တွေဘာတွေနာလာကြိုက်တာလေးတွေဖြစ်တာနော်။တချို့လေးတွေဆိုရင်အရက်တောက်စားတဲ့သူတွေဆိုရင်အရက်တောက်မိပြီးတော့ကိုယ်တိုင်အမားမျိုးတစ်ခုခုကျွန်းကျွန်းလုံးမိတာပေါ့နော်။သူကတော့တခြားအရက်တောက်ထားတဲ့သူတွေနဲ့ယံပရိပခဖြစ်တဲ့အခါမှာထိမိခိုက်မိကျိုးပဲ့တာလေးတွေဖြစ်တဲ့ကိန်းရှိပါတယ်။ဒီပြည့်ပြည့်ဆိုင်ပေးရလိမ့်မယ်နော်။ခီဝေခီနီနှစ်ခုသလုံးသွားတဲ့တောင်ကုန်းတောင်နှံဒေသခီးတွေပင်လက်ခီးတွေ ွားရတတ်တဲ့ gain တွေမှာပါပါတယ်။အဲ့လိုသွားပြီးတဲ့နောက်ဝိုင်းကြရင်တော့ပြပထွက်ချင်တဲ့ဟာလေးတွေကိန်းရည်သွားသလိုဖြစ်ပြီးမထွက်ဖြစ်တော့ဘဲနဲ့နေသွားလိုက်မယ်နော်။အဲ့တော့ပြပသွားဖို့ကြိုးစားနေတဲ့သူတွေဆိုတော့အဲ့လိုခီးလေးတွေမသွားနဲ့။ရိုးတနံပြပသွားဖို့မစင်စားတဲ့သူတွေကတော့သွားမယ်ဆိုရင်တင့်တော်တဲ့ထဲမှာပါပါတယ်။တခုရှိတဲ့ရေလန်းခီးတော်တစ်ချက်လေးသတိထားရှောင်ပါ။အန်ဒီရတစ်ချက်ရှိတာလေးတွေ့ရပါလိမ့်မယ်နော်။အဲစနေသားသမီးတွေကျမိုင်းနဲ့ပတ်သက်ပြီးအစားအသောက်စားလိုက်ခါဖြစ်နိုင်ရင်ခြေလေးရောင်းသားလေးရှောင်လို့ရရင်ကောင်းတယ်။မရှောင်နိုင်ရင်လောက်ဝက်သားလေးတော့လုံးဝမစားပါနဲ့။မတည့်ပါဘူးနော်။ အကြမ်းမှညာလို့ဆေးအောင်ဆင်ခံပြမယ်ဆိုရင်တနင်္လာသားသမီးဆရာဝန်နဲ့လောက်ပါအလို့တွေပါလေအတူတူအဲတွဲဖက်ပြီးလောက်မယ်ဆိုလဲတနင်္လာသားသမီးကြီးတွေနဲ့တွဲဖက်ပြီးလောက်ကင်မယ်တနင်္လာနာနဲ့ပတ်သက်တဲ့ community တွေရောင်းဝယ်ဖောက်ကားမယ်ဆိုရင်ဒီကလာကတော်တော်လေးအကျိုးပေးတာတွေ့ရပါတယ်ပြီးတော့ဒီကလာမှာအဲအိမ်နှင်းရဲ့ပြဿနာလေးတွေတော်တော်လေးရှုပ်ထွေးမဲ့အနေအထားရှိပါတယ်မိဘကြောင့်စိတ်တော်ရောက်တာမိဘနဲ့သားသမီးတယောက်နဲ့တယောက်မတည့်ကြဘူးသဘောထားအယူဆတွေမတိုက်ဆိုင်ဘူးပေါ့နော်သားသမီးဘက်ကကြည့်ရင်မိဘကိုစိတ်ဒုက္ခတွေပေးအဲမိဘကကြည့်လို့ရှိရင်လည်းသားသမီးကကိုယ်ကိုစိတ်ဒုက္ခတွေပေး အဲ့လိုပုံစံကြီးသွားဖြစ်တတ်တယ်ပေါ့နော်အမျိုးသမီးတွေဆိုရင်လင်းနဲ့သားသမီးကြားထဲမှာသွားညက်နေတာမျိုးတွေမိဘနဲ့အဲလင်းကြားထဲမှာသွားညက်တာမျိုးတွေညက်နေတတ်တဲ့ဂိမ်းထဲမှာသွားမြင်တာပေါ့နော်စိတ်ဝမ်းကွဲစရာလေးတွေကြုံရတတ်တယ်ပြီးတော့မိဘနှစ်ပါးရေတဘာဘာချမ်းမကြီးအညာအခိုက်ကြုံသွားတာမျိုးတွေဖြစ်တော့ဂယုတစ်ချက်စိုက်ပေးပါအဲ့တော့ရှင်အမျိုးသမီးတွေဆိုရင်ဒီကာလမှာကိုဝင်နေပါလေကြတာသားသမီးယရနာရတာမျိုးတွေလောက်ဖြစ်တတ်တဲ့ဂိမ်းထဲမှာပါပါတယ်ဒီကလာမှာပတ်စံဘလောက်ပဲရရရွှေတဲ့ပစ္စည်းတွေလုံးဝမလုပ်ပါနဲ့အဝင်မတော်ပါဘူးရွှေလုတ်ပြီးတဲ့နောက်ပိုင်း လူနဲ့ပတ်သက်ပြီးခိုက်တာလေးတွေထွက်သွားတာမျိုးတွေဖြစ်တဲ့ဂိမ်းတွေမှာပါပါတယ်။အဲစနေသားသမီးတွေပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ပညာရေးကံလေးကအရင်အားကောင်းတာမျိုးတော့မဟုတ်ပါဘူး။ကိုယ့်ဘက်ကဝရိယလေးထားပြီးကြိုးစားမှတော်ကကြားလိုက်မယ်ဗျာနော်။အဲ့တော့ဝရိယလေးရနေလေးဖြစ်ပြီးကြိုးစားပါ။အဲပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်အဲတနင်္ဂနွေဘုရားကူကိုဒုက္ခပေးတတ်တယ်။ချစ်သူအိမ်တော်ဘက်ကအိမ်နဲ့သားသမီးတွေမှာပါရင်တတိယတစ်ယောက်ပေါ်တာတို့အငငယ်နောင်တွေ့တာတို့ဖြစ်တဲ့ဂိမ်းလေးတွေရှိတော့ပို့ပြီးခရုဆိုင်ပေးပါနော်။ဒီသမလာ9ရက်10ရက်11ရက်12ရက်13ရက်14ရက် အဲ့ရတဲ့တောက်လျှောက်ကအမရန်ကန်ကောင်းတယ်။ငွေအစုလိုက်ပြလိုက်ဝင်လာတာငွေကန်ကောင်းချင်းထီထူကြီးပေါ့လို့ပတ်စံတွေအများကြီးရတာမျိုးလေးတွေပုံမှန်ထက်ငွေဝင်တာမျိုးလေးတွေကြုံရတတ်တဲ့ကိန်းရှိတယ်။ပြပနိုင်ငံခီးတွေကောင်းတယ်။လူမျိုးသားဘာသာရေးရဲ့အကူအညီဆောက်ရှောက်မှသာမှုတွေရရှိတတ်တယ်။သူတို့နဲ့ပူးတွဲပြီးလုပ်တဲ့ကိစ္စတွေကအရန်ကောင်းတယ်။ခီးသွားရင်အကျိုးရှိတယ်နော်။ခီးဝေခီးနေတစ်ခုတစ်လုံးသွားတတ်တဲ့ကိန်းတွေရှိတဲ့အတွက်ဒီတစ်ပတ်ကာလကတော့အဲစနေသားသမီးတွေလက်မထောင်နိုင်ဘူးလို့ပြောလို့ရတဲ့အနေအထားရှိတယ်။ ဒီသမားရှိရတရားကတော့အညံ့လေးတွေရှိတယ်ရွှေလေးပါလေရှိရင်ရောင်းထုတ်ရတာလေးအပေါင်ပိုင်းဖြစ်သွားတာလေးတွေဖြစ်သွားတတ်တဲ့ဂိမ်းရှိတယ်ပျောက်တာပြက်တာလေးတွေဖြစ်တတ်တယ်လူရဲလူရောနောက်ကျတော့ဓာတ်နဲ့ထိုးတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါတွေပါလိုင်းအဝင်မတော်ဘူးပေါ့နော်ဒုက္ခပေးမဲ့လူတွေရောက်လာတတ်တဲ့ဂိမ်းတွေရှိတယ်အိမ်တော်ကြီးမှာအဲလက်ရှိချစ်သူအိမ်တော်ဘက်တွေနဲ့အဆင်မပြေဘူး၊ကွယ်လာမင်းမကွယ်ဘူးတိုးတိုးတောင်းဖြစ်ပြီးရင်ထပ်ပြီးတတိယတယောက်နဲ့ပေါ့ဟိုဘက်လည်းမပြဒီဘက်လည်းမပြရှစ်တဝါခါနောက်ဆုံးအခါနဲ့ဗျာများပြီးဒုက္ခရောက်တတ်တယ်သတိထားပါဗျာဂိုင်းရထားမှမှုလေးတွေအပြေအဝါရသိကျင်နေဆိုရင် အဖြူရောင်မိခိုးရောင်အနက်ရောင်အညူရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲရမယ်။ကြာပန်းရောင်စုံ၊ကဏမာပန်းရောင်စုံ၊နိသိပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုယ်ပိုင်ဖျားမှာဖျားပန်းကတာဖြစ်စေအဲနေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးပါ။အဲ့တော့စနေသားသမီးတွေဒီကနေ့မှာကျောင်းနဲ့အညံ့တွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရေရာလေးခြေချရအောင်။မြတ်စွာဘုရားမှာတကုံအနီအောင်ကိုလုံးလူတန်းပေးပါဗျာနော်။ဒါအပြင်အညံ့တွေပြေသွားအောင်ပေါ့။အာလူတွေတလုံးမှာအိမ်ချုပ်တဲ့အဲ့လီနဲ့ကိုယ့်ရဲ့နာမည်နဲ့နည်းနည်းရေးပြီးတော့ ညနေတောင်းလေးတစ်ခုမှာလမ်းလေးဘက်တော်များကိုသွားပြီးဆွံ့ပြပြီးကြုံရတဲ့အညံ့လေးတွေပြအောင်ဆူတောင်းပေးခြင်းအဖြစ်အညံ့လေးအေကံမုတ်ချပြပြောက်သွားပါလိမ့်မယ်။စံလေးတန်းသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါရစေ။